ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူနောင်ယူစစ်တပ်ရေးသားထားတဲ့အယူသူတော်နဲ့ကြောက်ဦးသွင်းပွဲအပိုင်း58ကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်ဒမြဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားလူတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရယ် ကျမတို့စီစဉ်တက်ဆက်သူဟေမန်ကူကူဖြစ်ပါရဲ့ရှင်။လောကမှာတကြောင်တကားထားတရွာတပုံစံဆိုတဲ့စကားပုံရှိခဲ့ရမဟုတ်လား။အခုလည်းကြောက်ဦးရွာဆိုတဲ့တရွာတပုံစံနေတဲ့ရွာအကြောင်းကိုပြပြပါဦးမယ်။ရွာနာမည်ကကြောက်ဦးရွာရဲ့။ဒီရွာကတခြားရွာတွေလိုမျိုးတုတ်တံမရှိဘူး။တုတ်တံမရှိဘူးဆိုမှလုံးဝမရှိရနော်။ဘာကြောင့်ဒီရွာမှာတုတ်တံမရှိရလဲဆိုတော့ရွာတွေကတည်တဲ့သူတွေရဲ့အလောင်းကိုတတ်ဆိုင်ရမိသားစုတွေကကြောက်ဦးကြီးတွေအထဲထည့်သွင်းပြီးတကြူလို့မရှိတာ။ အဲ့လူတွေတကြိုထားတဲ့ကြောက်ဦးသူတို့အိမ်အနောက်မှာပဲထားတတ်ကြတယ်ဒီလိုတကြိုမှုကိုသူတို့ရွာစီမှာတော့အိုးသွင်းပွဲလို့ခေါ်ကြလေရဲ့သူတို့တယောက်ယူတပံကောင်တလေးနဲ့သွာလာနေခဲ့တယ်သူသွာလေရအနောက်မှာတော့တဆေကြီးကိုအောင်ကကဲ့ရက်သားပါလို့ပေါ့လေတဆေကြီးကသူ့ရောက်ပြောင်းချင်နေတော့ဆိုတော့သူတို့ရဲ့အနောက်ကိုလိုက်ရင်တစ်ချက်တစ်ချက်ညှင်းညူတတ်တယ်ရွာပြောင်းချင်လို့ပါဆိုမှသူကသွားချင်အောင်သွားနေတော့တာပဲတကယ်တော့သူတို့ကတဆေကြီးကိုအောင်ကိုရွာစီပြန်ဖို့ပေးဖို့ပဲသွားနေရပါ ဒါပေမဲ့လန်ခီးရနီးတဲ့ခီးမဟုတ်ဘူးလေပြီးတော့သူတို့မှလည်းတာဝန်ယူထားတဲ့အပြစ်ဒဏ်ရှိနေသေးရမို့လားဒါကြောင့်လေတစီအီကိုကတခြားတော့ဘာမှမပြောပါဘူးသူခင်များတော့ဒုက္ခတော့နည်းနည်းများတာပေါ့ဘာကြောင့်လဲဆိုတော့သိရမလားသူတို့ဆိုတာသူတို့လေသူတို့အနေနဲ့ယောဂီဝစီကိုအသင်ပြောင်းထိုင်တစီအီကိုအတွက်ကိစ္စမရှိပေမဲ့ ူတော်တယောက်အယူပုံစံနဲ့ဆိုရင်တော့တစေးကုံခမသူ့ဘာတစေးဘဝနဲ့ယူကျင်နှံ့ခြင်းတလို့ဖြစ်လာတယ်ဒီတိုင်းသွားနေရင်ကနေဖေးသားကြီးရေလို့အော်ဟစ်ပြီးတော့အုံးလက်မြင်းနဲ့သူတော်ကပြင် သူ့ဘာလိုက်ပြေးရတယ်တဖန်ပြေးနေရင်လည်းဒီနေရာမှာနှစ်သားလေးသူတော်ထက်ကြတယ်ဒီနေရာမှာအိတ်မယ်ဆိုသူလည်းအေးရတယ်တခါတခါသူတော်ကနေရင်ထိုင်နေခုံပေါက်ကနေပြန်သူ့မှာလည်းလိုက်ပဲကားရောမလို့လို့ထိုင်မဲကြည့်ရောမလို့လို့အနီးရခတ်တာဒါပေမဲ့လေဘာပဲဖြစ်ဖြစ်တစေးကြီးကိုအောင်ပျော်နေမိပါတယ် ဘသူမှမရှိဘသူမှမသိတဲ့ပန့်ဝေးပင်ကြီးစီမှာသူကိုယ်တိုင်အောင်မှအဲ့ဒီအပင်ကြီးကိုဘယ်ရောက်ဘလို့ရောက်လာခဲ့မှမသိရဘွားနေသူတော်ကသူ့ကိုကဲတင်ခေါ်ထုတ်ပေးလာမို့လားသူတော်ကဒါမခေါ်ထုတ်လာခဲ့ရင်သူ့အနေနဲ့နေရှိသူ့ရဲ့ပန့်ဝေးပင်ကြီးစီမှာပဲတဝဲလဲလဲဖြစ်နေတော့မှာရဲ့ဒီနေ့မှာတော့သူတို့တောင်အယူအသင်နဲ့မဟုတ်ဘဲယောဂီအသွင်နဲ့ရှိနေပြီးဆရာအိုကြီးအတွင်မှာတမထထိုင်နေရပါတဆေကြီးကိုအောင်ကတော့သူတို့နဲ့မလန်းမကန်စီမှာလှဲအိမ်ရင်ရှိနေခဲ့ရကနေအိမ်မပြောင်းနိုင်တော့မှမျက်လုံးတွေဖွင့်ပြီးသူတို့ကိုကြည်နေမိတယ် အခုလိုပုံစံပြောင်းလဲထိုင်သူတို့ကတိတ်ကိုကြည့်ကောင်းလို့နေစပင်ရှိရှိနဲ့အရက်ကထောင်ထောင်မမအသားရည်ကဖြူကြည့်ပြီးနာရန်စင်စင်မျက်လုံးကောင်းကောင်းမျက်ဖန်နဲ့နဲ့နဲ့နှာခမ်းတွေကလည်းယောက်ျားပီပီတတပီပီရီရှိတယ်။ရှိလိုက်တဲ့အချိန်ဆိုရင်ဘဲဘဲစီမှာတတက်ကလေးတစ်ခုလည်းရှိနေပြန်သေးရဲ့။စကားပြောပြရင်လည်းအတန်ကချိုကြည့်ရှာလို့အတန်နားထောင်ပြီးနားထောင်မိကြမှာပဲ။အေးသူယူအသွင်ပြောင်းသွားပြီဆိုရင်တော့ဒီအသွင်နဲ့လာလာမှမဆိုင်တော့တယ်လို့တတိတခြားကြည့်ဖြစ်သွားတယ်။ စပင်တော့ကရှုပ်ထွေးပွေလီကောက်ကွေးလို့ညက်နာကဥယောသွားပြီးတော့သွားရီကလည်းမညီမညာဖြစ်ကုန်လေအသားရီကလည်းညင်နွမ်းပေရောလို့အတန်ကလည်းအောရှာရှာကြီးဖြစ်သွားတယ်ဒီချင်းရီကြောင့်သူတော်ဟာစင်စာများတင့်နေသလားဆိုပြီးတစီကြီးကိုအောင်လည်းအဖန်ဖန်တွေးမိပါသေးတယ်ဟုတ်တယ်လေလူတယောက်ဒီလိုလူတယောက်ဆိုတာတော့မှတာမန်လူမဟုတ်ပဲနဲ့ဝိစာခီကိုမှန်ပြီးဂန္နာယီခီကိုလှမ်းနေတဲ့သူကြောင့်မဟုတ်ပါလားတိတ်တိဆိုင်အလဲမြင့်မြတ်မားမားရှိနေတယ် ဒီလိုလူကဘာအတွက်ကြောင့်မို့လို့အခုလိုဘဝနှစ်ခုအသွင်နှစ်ခုအပြောင်းလဲဖြစ်နေရလဲဒီလိုဖြစ်နိုင်မှုဆိုတာကတစေကြီးကိုအောင်ဉာဏ်ရည်မိတလားတွေးကြည့်ရတော့ကျင်းစားတတ်တာတစ်ခုလိုပဲမြင်မိတယ်။ခိုင်းတွေခနာတွေဆိုတာကတစေကြီးကိုအောင်နားမလည်မိဘူးလေရှိလို့ရှိမှန်းလည်းမသိမိပါဘူး။ဒါကြောင့်လေသူတို့တောက်ဘာရီဖြစ်ခဲ့တယ်ဆိုတာထက်သူတို့ကိုအခုလိုပုံလေးအတိုင်းပဲအငင်းရှိနေကောင်းမှာပဲလို့တွေးမိတယ်။တွားဟေးတွားဟာမင်းများတွားကြနောက်ကြနေတော့မှာပဲ။ တစီကြီးကိုလဲရောက်နေကနေအထွေးတွေလွန်နေမိတော့မှာပဲနားထဲကိုလူသူစုစုကြကြနဲ့စူညံတန်တွေကြားမိလာရတယ်။တိလိုတဲ့စိတ်နဲ့လဲရောက်ရာနေထပြီးကြည့်မိတော့ဇရရဲ့အရှိဘလန်အတိုင်းလှမ်းလာနေကြတဲ့သူတွေ။ယောက်ျားရောမိန်းမရောတက်ကြီးရွယ်ဦးရောကလင်းငယ်ရောအိုးစုံလို့ပါပဲ။အရေးအတွက်က900လောက်ရှိမယ်လို့ခန့်မှန်းမိရဲ့။အကောင်လုံးကစီတန်းပြီးတော့စူစူညံညံအတန်ပလန်တွေကိုအော်ကျွေးပြီးတော့တွားနေကြလေ။လူကြီးကိုတတိချာချာကြည့်နေနဲ့တစီကြီးကိုစိတ်ထဲမှာတမျိုးကြီးဖြစ်လာတယ်။ တတိချာချာစူးစမ်းကြည့်မိလိုက်တယ်။အိုးဒါလူရီမမဟုတ်တာပဲ။ငါ့လိုပဲတဆေရီသူ့ရဲ့ဘဝမှာတဆေဖြစ်ပြီးသွားကြတဲ့ကတခြားမျိုးနွယ်တူတဆေရီနဲ့တကောင်တလေတောင်ကြုံဆုံခဲ့ဘူးတာမရှိခဲ့ဘူး။ဟောအခုတော့ကြုံမဲကြုံတော့လဲမနေမနှော့ပါလား။မသိစေရဲ့စိတ်ဆုံးမှုများလား။မျိုးနွယ်တူတွေကိုမြင်ရလို့ဝမ်းသာမိတာများလား။တဆေကြီးကိုအောင်လဲမွေခွဲတတ်ဘူး။အလိုလိုထိုင်ရန်ကနေထားလိုက်မိတယ်။ပြီးတော့ခြေလမ်းတွေကဇေယျအရှိယလူအုပ်ကြီးစီသွားဖို့အလံမှာတဆေကြီး ပဲသွားမလို့လေသူတို့စီကိုရောက်သွားရင်တစီကြီးအနေနဲ့ရွာကိုပြန်ခွင့်ရတော့မှာမဟုတ်ဘူးနော်သူတို့နဲ့ပဲအမြဲတမ်းနေသွားရလိမ့်မယ်တစီကြီးကိုကြောက်လန့်သွားတယ်သူကရွာပြန်ကျင်နေရတူလေဒီလိုတစီရီချောင်းမှာသူမနေလို့ပါဘူးခမားသိကျင်တော့အကျိုးကြောင့်တောင်းမိကြီးလေတခုတော့အထူးတတိထားပါသူတို့နဲ့ထိတွေ့တာမျိုးလုံးဝမရှိပါစေနဲ့တော်ပါပြီမသွားတော့ပါဘူးကြောက်ပြန်လေသူတို့တော်ပြီးမှအနောက်ကနေဘာအတွက်သွားနေကြလဲဆိုတာလိုက်ကြည့်ကြပေါ့ဟုတ်ကဲ့ပါသူတို့ နှစ်ယောက်သားစီရဲ့ကြည်အပေါ်ကနေပဲလူရန်ကြီးဆုံးတဲ့အထိရက်ပြီးတော့ကြည်နေကြတယ်။လူရန်ကြီးကလည်းဆုံရောအနောက်မလန်မကန်နေလိုက်ခဲ့ကြတာပေါ့။အရှိရလူရန်ကြီးကလမ်းအတိုင်းတောင်းရင်အတော်ကြတော့ရွာကြီးတရာလမ်းမြင်ရပြီးလူရန်ကြီးကအဲ့ဒီရွာကြီးစီကိုဥတီသွားနေအောင်တတိထားမိကြတယ်လေ။ရွာမှာတစ်ခုခုရှိနေဖြစ်မယ်။ဟုတ်လိမ့်မယ်။လူရန်ကြီးကရွာရဲ့ဒီဇိုင်းမမဝင်သွားကြတယ်။သူတို့တို့လည်းအနောက်ကနေရွာရဲ့လိုက်ဝင်ကြတာပေါ့။ရွာရဲ့ရောက်ပြီးတိတ်မကြပါဘူး။ ်နားထဲမှာဒိုဘတ်တန်နဲ့အတူလူရီပျော်ရွှင်စွာကကွန်အော်ဟဲနေကြတဲ့အတန်တွေကိုလည်းကြားလိုက်ရတယ်။ဘာတန်တွေလဲ။ကြော်ဝဲရှင်ဝဲလုံနေဖြစ်မဲလူရန်ကြီးကအဲ့လိုသွားနေရပဲ။လူရန်ကြီးအနောက်ကနေလိုက်ကြရင်နဲ့တိတ်မကြလိုက်ဘူး။အင်တအိမ်အရှိစီမှာဒိုဘတ်ဝိုင်းနေတူလူကြီးလူငယ်ကလေးကြားမမရွေးအကုန်လုံးအော်ဟစ်ပြီးတော့ကကွန်နေကြတာကိုမြင်ရတယ်။တချို့လူတွေကတော့ကကွန်နေတဲ့သူတွေကိုရက်ကြည့်ပြီးအားပေးနေကြတယ်။ အင်းရဲ့အရှိစီကိုကြည့်လိုက်တော့တေဆုံးနေတဲ့မိမပြူတယောက်ရဲ့အလောင်းကိုပန်းတွေပန်ပြီးတော့အလှပါတွေပြင်ဆင်ထားတာတွေ့ရတယ်။ဒီမြေခွင်းဒီအချင်းအရီကတစိကြီးကုံအတွက်တင်မကသူတို့အတွက်ပါအထူးဆန်းဆုံးမြေခွင်းဖြစ်ရတယ်လေ။ခုနကရွာပြန်နေလာခဲ့ကြတဲ့တစိတွေကတော့ကခုန်နေကြတဲ့သူတွေအကြောင်းသူတို့ပါရောရာဝင်ရောက်ပြီးတော့ကခုန်နေကြတယ်။သူတို့လည်းသူ့အနာရကျင့်နေတဲ့သူတယောက်စီကိုချင့်ကပ်လိုက်တယ်။နောက်ကြည့်ဒါကဘလို့ပွဲမျိုးလဲ။ဘလို့ခေါ်ရလဲ။ အိုးသွင်းပွဲလို့ခေါ်ရဲဗျဒီရွာလူတွေကသိရင်အခုလိုပဲအိုးသွင်းပွဲလုပ်ကြတယ်လေအမေခံရတဲ့သူကသူ့တော်တိတ်အာယုံများဦးဖြည့်ပြီးရတဲ့ကခုန်နေကြတဲ့သူတွေစီကိုပြန်လဲပြီးတော့ကြည့်ရှုအားပေးနေအိုးသွင်းပွဲထူးဆန်းလိုက်တာဗျဒါပေမဲ့ကျုပ်သိစားနားမလည်မိဘူးရှင်းလင်းပြပြပေးနိုင်မလားနှောင်းကြီးဥပြပြပေးနိုင်တာဗောဗျာဒါကကျုပ်တို့ရွာရဲ့တခြားရွာတွေနဲ့မတူတဲ့ထူးကြတဲ့ဒလေးပဲလေဂုံယူပြီးတော့ပြပြရအောင်ပါပြပြပါအောင်ဗျာကျုပ်အလုံးစိတ်ဝင်စားမိနေမှု သူတို့ကထပ်ပြီးတော့ပြပြချင်လာအောင်စကားလမ်းကြမ်းမေးလိုက်တယ်။ဒီခါမှအမေခံရတဲ့သူကနောက်ကြည့်လို့ပါပဲဗျာ။ကျွတ်တို့ရောမဟုတ်တဲ့သူတွေကအခုလိုအိုသင်ပွဲသိစိတ်ဝင်စားကြတာဗျ။အိုသင်ပွဲဆိုတာဒီလိုဗျာ။ကျွတ်တို့ရောနာမည်ကနေစပြီးတော့ပြပြမယ်။ဟုတ်ကဲ့။ကျွတ်တို့ရောကိုကြောက်အိုးကြီးရွာလို့ခေါ်ရင်အိမ်နိုင်ရဲ့အနာမှာကြောက်အိုးကြီးရရှိနေလို့လေ။အဲဒီကြောက်အိုးကြီးတွေကကျွတ်တို့ရောမိသားစုဝင်တွေတည်ဆုံတိုင်းအဲ့ဒီအိုးကြီးအထဲမှာသူကျိုးရဲ့အနေနဲ့ထည့်ထားကြတာ။အော်ဩကြပါပဲလား။ ျုပ်တို့ကမှတုတ်တယ်မရှိဘူးထားလည်းမထားဘူးရှေးအစဉ်ဆက်ကလေးကလူသေးပြီဆိုတာနဲ့အခုလိုမျိုးကြောက်အိုးကြီးတွေနဲ့ထည့်ပြီးတော့တကြိုကြတာပြီးတော့တကြိုတဲ့အခါမှာလည်းအခုလိုပဲတေဆုံတဲ့သူရဲ့ဝိညာဉ်ပျော်ရွှင်စေဖို့ပျော်ဝဲရှင်ပွဲလုပ်ပေးရတယ်ဗျသူတို့လည်းစိတ်ဝင်စားမိရဲ့ခေါင်းကိုညှိမိတယ်ဘာကြောင့်ခုလိုတကြိုရလဲဟိုအကြောင်းတစ်ခုခုတော့ရှိမလားပဲဗျအမေခံရတဲ့သူကပြုံးသွားပါတယ်ရှိတာပေါ့ဗျာသိရှိတာပေါ့ဟိုဒါဖြစ်လေပြောပြကြည့်စမ်းပါဦးဗျာဘာကြောင့်ခုလိုလုပ်ရတာလဲဆိုတော့ကဒီလိုရပါဗျာ ကြာဦးကြီးရွာကိုစတဲ့အချိန်တုန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့်ပါပဲအမေခံရတဲ့သူရွာသားကရွာတယ်စားဖြစ်ပျက်ခဲ့တာတွေကိုပြန်လည်ပြီးတော့ပြောပြပါရစေကြာဦးကြီးရွာကိုစတဲ့အချိန်အစားပြီး၃နှစ်အတွင်းမှာပဲရွာမနေရဲ့လူဦးရေက200ကျော်ဖြစ်လာတယ်ရေကန်မြေကန်ကောင်းတဲ့အရက်တွေသားဆိုတော့လေလူတွေကတစ်နှစ်တက်တစ်နှစ်လူဦးရေကပိုပိုတိုးလာခဲ့တယ်လေစတဲ့တော့ကတော့ကြာဦးကြီးရွာရဲ့လို့တော့မဟုတ်ဘူးကျွန်တော်ရွာလို့တညာပြုထားတယ် ကျွန်တော်ရကရွာနေလူဦးရေတိုးပွားလာတော့နေမြေတွေကိုတစတတစတိုးချဲ့လာတာပေါ့ဒီခါမှာတုတ်တန်လို့တတ်မှတ်ထားတဲ့နေရာကိုရွှေ့ပြောင်းရတယ်ဒီလိုရွှေ့ပြောင်းမှုကစတင်ပြီးသူတို့ရွာမမြင်နိုင်တဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အန်နီယတခုကကြာရောက်လာခဲ့တယ်ဒီအန်နီယကတော့တုတ်တန်နေရာအသစ်စီမှာလူသေးသွားမြုပ်နှံပြီးတိုင်းညဘက်ရောက်ပြီးဆိုရာနဲ့အဲ့အလောင်းအသက်ပြန်ဝင်လို့ရွာရဲကိုရောက်လာတယ်ပြီးတော့မိသားစုတွေရွာရဲကလူတွေရဲ့နာမည်ကိုလိုက်ခေါ်တယ်တခါခေါ်ရင်တယောက်ကနေနှစ်ယောက်အခေါ်ခံရတယ်အခေါ်ခံရတဲ့သူကမသိတော့ထူးမိတယ် ။ထူးမရဲ့သူဟာအိတ်တညာမလွန်မဲနဲ့တေဆုံရတယ်။ဒီခါကျတော့တေဆုံတဲ့သူဟာတကြိုပြီးညဘက်ရောက်တဲ့အခါမှာရွာရဲကိုထပ်ပြီးတော့ဝင်လာကြပြန်တယ်။နမဲထက်ခေါ်တယ်။ပြီးတော့မနဲ့ရလို့ရွာရဲကလူသေးပြီးရနဲ့နမဲလာခေါ်တဲ့အလောင်းဟာလည်းတုတ်တန်အစမှာတစားစီဖြစ်လို့တားရဲ့အကောင်တကောင်ကောင်ကကိုက်ဖြတ်စားတော့ထားတယ်လို့ဖြစ်နေတတ်တယ်။ဘာကြောင့်စရာရဲတော့မသိရဘူးလေ။ကျွန်တော်ရောက်မှာအဲ့ဒီကိစ္စကစိတ်ကျင်းထက်မနေဖြစ်ခဲ့ပြီးရဲ့နောက်မှာတော့ရွာရဲကလူအယောက်20လောက်ကတေဆုံးခဲ့ကြပြီလေ။နောက်ဆုံးတော့ဒီအတွက်တရားလုံးအစည်းအဝေးထိုင်ကြတယ် ရွာရေကမ်းမြေကန်ကောင်းလို့တော့တခြားအရက်ကိုလည်းမပြောင်းလို့နောက်ဆုံးတော့ဖြည့်ရှင်းရနီလန်အဖြစ်နဲ့ပျော်ပွဲရှင်ဝဲတွေပေးပြီးတော့တည်ဆုံးသူအလောင်းတွေကိုကြောက်ဦးကြီးတွေအထင်မှာပဲထဲ့ပိတ်တဆိုပြီးတော့တောက်တန်စီရင်လည်းမပို့တော့ပဲတတ်ဆိုင်ရမိသားစုတွေရဲ့အိမ်တွေစီမှာပဲထားလိုက်ကြတယ်ဒီလိုလုပ်လိုက်တော့မှပဲညဘက်ဆိုအလောင်းတွေကနာမည်လာခရာမျိုးကရစ်တန့်သွားပြီးတော့နာမည်အခေါ်ခံရတဲ့သူတွေတည်ဆုံးနေရတဲ့အခက်အခဲအားလေးပြည်လဲသွားခဲ့ပါတယ်နှစ်ကာလတွေကြာလာတော့ဒီလိုကြောက်ဦးကြီးတွေထဲ့ပိတ်လို့မြုံနေတာကရွာရဲ့အစင်လာဒလိတစ်ခုဖြစ်လာတယ်လေ ။ရှာနာမေဟာလည်းကျွန်းတော်ရအဖြစ်ကနေအိမ်အနောက်ကကြောက်ဦးကြီးတွေကိုအဆွဲပြူပြီးတော့ကြောက်ဦးကြီးရွာရဲ့လို့ဖြစ်လာတာပါပဲ။သူတို့ကရှာကန်စရားနေတဆင်ကြောက်ဦးကြီးရွာရဲ့အကြောင်းကိုစိတ်ဝင်စားနေနားထောင်မိလိုက်တယ်။အကြောင်းရကစိတ်ဝင်စားဖို့တော့ကောင်းပါရဲ့။ဒါပေမဲ့ရွာရဲ့အပြင်ပါကနေဝင်ရောက်လာတဲ့တဆီတွေကဘာလာလောက်ကြလဲ။လာရာမတကောင်တလေမဟုတ်ပဲရှာကနန်းနဲ့ချီနေရလေ။ဒါတော့ဘာအတွက်ညာလဲ။သူတို့လည်းတွေးတော့မိနေ။ ဒီခိုက်မှာပဲအိမ်ရတစ်ဖက်ကကိုကိုပင်ကြီးရဲ့အပေါ်ကိုအမွေးမြင့်နေတဲ့အကောင်ကြီးတစ်ကောင်တက်လာပြီးစောင်းကြောင်ကြီးထိုင်နေတဲ့အောက်ကကခုံနေတဲ့သူတွေစီကိုစိုက်ကြည့်နေတစ်ချက်တစ်ချက်အလားပါရီပြင်ဆင်ထားတဲ့အလောင်းကိုလည်းလှမ်းလှမ်းကြည့်နေမြင်ရတယ်။ဒီကနောင်ကြီးနံမြဘသူလဲပြအချုပ်ကိုမိတ်ဆက်ပေးစမ်းမအောင်အမေးခံရတဲ့သူရွာသားစကားဆလာတယ်။သူတော်လည်းအာယုံပြတ်သွားပြီ။အချုပ်နံမြသူတော်ကခီးသွားတယောက်ပါပဲ။အော်၊ကျုပ်နံမြတော့ကိုအောင်ပါ။ဟမ် သူတော်နဘေးကတစီကြီးကိုအောင်ကသူနဲ့နာမည်တူနေရွာတော့ကြည့်ပြီးအံအားတင်သွားတယ်။နောင်ကြီးအချိန်ရရမဟုတ်လား။အိုးအချိန်မရလေအိုးသွင်းပွဲတော့အဆုံးထိကြည့်သွားစီခြင်းနဲ့ဗျာ။ကျောက်တို့ရွာသားတွေအတွက်ကတော့တကယ်စာရိုးဤနေပြီဆိုပေမဲ့နောင်တော်ကြီးသူတော်တို့လိုခရီးသွားတရွာသားတွေအတွက်ကတော့ကြုံတော့ကြုံငယ်ဗျာ။နောက်ကြတော့လေကျောက်အိမ်မှာတဲပေါ်ဗျာ။သူတော်ကလည်းအိုးသွင်းပွဲဆိုတာနဲ့ရွာပြားတစီဝိညာဉ်တွေဝင်ရောက်လာတဲ့ကိစ္စအလွန်စိတ်ဝင်စားနေပြီးမို့ကိုအုံးရဲ့ကံလမ်းမှုခေါင်းငိတ်လက်ခံလိုက်ပါရဲ့။ ။ဥသွင်းပွဲကတော့ညနေဆောင်အထိကျင်းပပြီးတဲ့နောက်တင်ဆောင်သူမိမပြွေအလောင်းကိုအစင်သင့်ပြင်ဆင်ထားပြီးဖြစ်တဲ့ကြောက်ဦးကြီးတဲကိုထဲသွင်းမြုံနံပါရတဲ့။ဥသွင်းပွဲပြီးတဲ့အချိန်မှာတော့ကခုန်နေကြတဲ့တစီကောင်တွေကပြန်လဲစုဝေးပြီးတော့ရွာအပြင်ပြန်ထွက်သွားကြလေရဲ့။တဆေကောင်နေအတန်းလိုက်ကြည့်ရဲ့နောက်စီမှာတော့ခုနအသေးဆုံးသူမိမပြေရဲ့ဝိညာဉ်ကိုသူတို့လှမ်းမြင်တွေ့လိုက်ရတယ်လေ။သူတို့ကဒီမင်းကလေးကိုလာခေါ်ကြတာပဲ။သူတို့ကရေရွတ်ပြီးရဲ့နောက်တစုံတစ်ခုတော့အကြံရရှိလိုက်တယ်။ ဒီအကြံကတော့ဝိညာဉ်တွင်နေတဲ့နေရာကိုတီးဖို့ရအတွက်တဆေကြီးကိုအုံကိုအနာကနေလိုက်စေဖို့ပါတဆေကြီးကိုအုံကလည်းသူတို့အမှားရှိတယ်လို့ပဲတဆေအတန်းကြီးရဲ့အနာမလှမ်းမကန်နေလိုက်ပါသွားခဲ့ပါရယ်ကဲနောက်ဤသူတို့နေလဲစောင်းပြီဆိုတော့ကျုပ်အိမ်ကိုသွားကြခင်ဗျားခရီးဆက်ဖို့ကလည်းမလွယ်တော့ဘူးလေဒီညအတွက်ကတော့ကျုပ်စီမှာပဲလိုက်ပြီးတော့တဲကြည်ဗျာဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျုပ်တခြားတင့်ရုံရစီမှာပဲတဲခုံနေလိုက်ပါမယ်ဟာဘယ်လိုများဖြစ်ပါမလဲကျုပ်တားထားလို့ခင်ဗျနေနေရမဟုတ်လားကျုပ်စီမှာပဲလိုက်တဲပါဗျာ ကိုအောင်ကအတင်းကျပ်ပြောလာတော့သူတော်လည်းမငင်းတာတော့လေ။ဒါဖြစ်လေကျုပ်ကိုအရင်ပေါ်မှာမဟုတ်တဲ့တခြားနေရာမှာညအိတ်တဲခုကိုအတွက်စီစဉ်ပေးပါဗျာ။ရပါရဲဗျာ။တင်းငုတ်ထဲမှာဆိုရင်ရောအဆင်ပြေနိုင်မလား။ပြီးပါရဲဗျာ။သူတော်ကကိုအောင်တို့အိမ်စီကိုလိုက်ပါသွားခဲ့ပါရဲ။လိုက်မသွားခင်ကုတ်ကုတ်ပင်အပေါ်ကအကောင်ကြီးကိုလှမ်းကြည့်တော့ရှိမနေတော့ပျောက်ချင်းမလားပျောက်သွားခဲ့ပြီလေ။ကိုယ်တို့အေယောရောက်တော့သူတို့လည်းတညတာနေရေးထိုင်အတွက်အိနေပေးကနွားတင်းငောက်စီမှာနေရာစီစဉ်ပေးတယ်။သူတို့လည်းနွားတင်းငောက်စီမှာပဲတဲခုဖြစ်ကြပါဗော။ ညဉ့်ပိုင်းအချိန်မှာတဆေကြီးကိုအောင်ပြန်လဲရောက်ရှိလာတယ်။ဆရာသူရောဆရာသူရောတဆေကြီးရဲ့ခေါ်တန်းကြောင့်သူတို့လည်းတမထထိုင်နေရနေမျက်လုံးဖွင့်ကြည့်လိုက်တယ်။တဆေကြီးဘလို့လဲဘာများထူကြခဲ့တယ်လဲ။ထူကြပါရဲ့ဆရာသူရောတဆေတွေအားလုံးကတုတ်တုတ်ဒက်ကိုရယ်ဆရာကြီးရဲ့ဟိုတစ်ဖက်ကတုတ်တန်ဟောင်းကြီးစီမှာနေကြတာ။သူတို့ကိုအကောင်ကြီးကြီးတခါမှအုပ်ချုပ်ထားတယ်။ဟမ်တဆေအကောင်ကြီးလား။တဆေမဟုတ်ဆရာသူရောတပတ်ကြီးလားဘလူးကြီးလားပဲအရက်ကလည်းအရှိခဏကောင်မှလည်းအမွှေးမြင်နေလဲပါနေ။ နေခင်းတော့ကကိုကိုပင်အပေါ်အကောင်ကြီးကိုသူတို့မျက်စိနဲ့မြင်လာမိတယ်။လက်ဆက်သက်တော်ထင်ရလုံညာပဲ။သူတို့ရဲ့စိတ်ထဲကနေရေရွတ်မိပြီးတဆေကြီးကိုအုံကိုကြည့်လိုက်တယ်။တဆေကြီး၊ညာနေခင်းတော့အိုးသွင်းမဲ့လောက်တဲ့ကွင်းနဲ့ပြာကိုကိုပင်မှာထိုင်နေအကောင်ကြီးကိုမြင်မိလား။ကျွတ်တရီမထားမိလိုက်ဘူး။음သူတို့လည်းဘာဆက်ပြောမယ်မသိတော့ဘူး။ဒါပေမဲ့တဆေကြီးကိုအုံပြောဖို့အရာတော့ဒီအကောင်ဆိုတာသိကြတယ်လောက်ပါပဲ။အခုညကိုသူတို့တရီရွာရဲကိုပြန်ဝင်လာကြလိမ့်မယ်။ဘလို့ရွာရဲကိုလာအောင်မယ်ဟုတ်လား။ ဟုတ်တယ်ဆရာသူတော်ကြောက်ရွံ့သွားတော့ဦးသွင်းမွေးအလောက်ခံရတဲ့မိန်းကလေးရဲ့ဝိညာဉ်ကအကောင်ကြီးစီမှာအခါစားပြူနေတာကိုတွေ့ရတယ်။အကောင်ကြီးကကောင်မလေးရဲ့ခန္ဓာကိုယ်သူစားမယ်လို့လည်းပြောနေအောင်ကြားမိရတယ်။ဒါဆိုရင်တော့သူတို့ဒီညကိုလာပြအောင်လာမှာပဲပေါ့။တေချာတလောက်ပါပဲဗျာ။ဒါပြန်လေတစိရပဲကျုပ်ကိုကိုလက်ဆာနဲ့ကုညီပေးပါဦး။ပြောပါကျုပ်အကုန်လုံးကုညီပါမယ်။သူတို့တွေလာမလာရွာထိတ်ဆရာနေစောင့်ကြည့်ပေးပါဗျာသူတို့ရွာရဲ့ဝင်တာနဲ့ကျုပ်ကိုလာပြောပေးပါ ကောင်းပါပြီဆရာသူတို့တဆေကြီးကိုအောင်ပြန်ထွက်သွားပါရဲ့ ူတော်လည်းတမထကိုဆက်မထိုင်ဖြစ်သေးပဲအင်ရှေကိုအုံးပြပြတဲ့ဒီကြောက်အိုးကြီးရွာရဲ့အကြောင်းကိုပြန်တွေးနေမိတယ်။အကျိုးအကြောင်းမစီလျော်မှုတွေလည်းများနေတယ်လို့ပါပဲ။သူတော်နားထဲမှာဘာကြီးစာတီးရဲ့အတန်းပဲ့တင်လာတယ်။ဘာကြီးအခုဒီရွာမှာကြုံဆုံနေရတဲ့ဘလူးကရက်ခတိုးလို့ခေါ်တဲ့လူသေးအသားကိုစားတဲ့ဘလူးမျိုးနဲ့ပဲ။ရှေးတိတ်တုံးကဒီရွာဟာတုတ်တန်နေရပြောင်းလဲခြင်းအနေစားလို့ရခသူဘလူဟာလူသေးအသားအစားသုံးဝင်ရသွားတယ်။သူကအလားအမစားခင်သူ့အစွမ်းနဲ့ဖုတ်ပြန်သွင်းပြီးတော့ရွာရဲကိုစီကနာမည်ခေါ်စီတယ် ဒီလိုနီးနဲ့ရွာထဲမှာလူတွေတေအလောင်းတွေဆက်စီပြီးသူ့လဲမပင်မပန်းနဲ့ဝဝလင်လင်စားရတယ်။ရွာလူတွေကအကြောင်းဆောင်သိရှိရကဒီရဲကိုဖြေရှင်ရဖြစ်နတ်ဆရာအကူကြီးနဲ့ရခတို့ဘလူပင်ဖိတ်ပြီးတော့လူသေးတဲ့အခါမစားတော့ဘူးပြီးတော့အဲ့ဒီအစားတခြားအစားစားဆက်တာပါမယ်ဆိုပြီးတော့တောင်းဆိုကြတယ်။ဒါရခတို့ဘလူကလည်းလက်ခံတယ်။လူသေးတဲ့အခါမှာအိုးစီဒုပန်နဲ့ပျော်ဝဲရှင်ဝဲလုပ်ပြီးသူ့ကိုအတိပေးဖို့ပြောတယ်။ ရွာလူတွေကရခတူဘလူကိုလှုပ်ပေးမဲ့အကြောင်းတွေကတိပေးပြီးတော့တိတ်မယုံတဲ့အခါကျတော့စိတ်ချရအောင်လူတွေရဲ့အခါမှာအလောင်းတွေကိုကြောက်အိုးသွင်းမျိုးတချို့ခဲ့ကြရတယ်လေ။ဒါပေမဲ့လူတွေမသိတာအဲ့လိုမျိုးကြောက်အိုးသွင်းမိမယ်လေရခတူဘလူကညညဆိုရင်ကြောက်အိုးရဲ့အလောင်းလာယူစားတတ်တယ်ဆိုတာပဲ။နောက်တစ်ခုကရခတူကတေသူရိုင်းကိုသူ့အခိုင်းစေဖြစ်နေဖမ်းဆီးခေါ်ထားတတ်တယ်။မင်းနဲ့လည်းအတွေ့လိုက်ရတဲ့တစီတွေကသူဖမ်းဆီးထားတဲ့သူတွေပါပဲ။အော်လက်ဆက်တတော်ဒီလို။ဟုတ်တယ်သူရော။ရခတူဘလူကကတိမတည်ဘူး။ လူတွေရသူကတိမတရားမသိကြဘူး။နောက်ပိုင်းမှာကျသဘောတူညီထားတဲ့သူတွေမရှိကြတော့တဲ့အတွက်အိုးသွင်းပွဲရဲ့မူလအဖြစ်ပြက်ဟာပျောက်ကွယ်ပြီးတော့ဖြစ်ဆက်ပြင်ဆင်ပြောဆိုတာတွေကိုအမှန်ထင်လာကြတယ်။ဒလေးတစ်ခုဖြစ်ခုံတင်လာကြပြီးတော့ရခသူဘလူလည်းမေ့လျော်လာကြတယ်။ရသူရသားတွေကိုနှိကူညီခဲ့ပါကိုဝေရာနမင်းကြီးကိုစိတ်မှန်းနဲ့တိုင်တည်ပြီးတော့ကိုဝေရာနမင်းကထောင်မန်းနဲ့အဖြစ်နဲ့အသုံးပြုရွတ်ဆိုပါနမင်းကြီးနဲ့တက်ဆိုင်တဲ့သူတွေကသူ့ကိုဆုံးမချစ်ချော်လိုက်မယ်ကောင်းပါပြီဘာကြီးဘာကြီးစာတီးရဲ့အတန်တိတ်သွားတော့သူတို့လည်းထိုင်အားနေထားလိုက်တယ် ကိုရီးယားနာမည်ကြီးကိုရင်းမြော်ပြီးတော့ဂါထာအောင်မန်းနဲ့ပြောင်းယူရင်အာကုံဆောင်လိုက်တယ်28ခေါက်အာကုံဆောင်ပြီးတဲ့အချိန်မှာတော့အင်ရှင်ကိုအောင်တောင်သူတော်ရှိရာစီကိုရောက်လာတယ်သူတော်လည်းအကျိုးကြောင့်ပြောပြလိုက်တယ်ကိုအောင်ကမရှုံးသူတော်ကခဏနေလိုက်ခဲ့ပေါ့ကိုအောင်အမြင်ရှင်းပြီးတော့အမှန်နားလဲပါလိမ့်မယ်ကောင်းပြီလေကြောက်လိုက်ခဲ့တာပေါ့ဒီလိုနဲ့ညတဖြည်းဖြည်းနက်လာတယ်တကောင်မြန်နာကိုကန်လာတဲ့အချိန်ကျတော့တစီကြီးကိုအောင်ကသူတော်စီကိုရေးကြီးတက်ပြန်နဲ့ပြန်လည်ရောက်ရှိလာတယ်ဆရာသူတော်သူတို့တွေရွာထဲကိုရောက်နေပြီ ဟုတ်လားဒါဖြင့်လည်းသူတို့စီသွားကြတာပေါ့နောက်ဤသူတော့ခမရတရားရောက်နေစကားပြောနေသလားလို့အင်ရှင်ကိုုံးကမေးလာတယ်သူတို့လည်းအင်ရှင်ကိုုံးကိုမန်နန်ရွတ်ပြီးအမြင့်ဖွင့်ပေးလိုက်တယ်ဟာဒါဒါသူကတစီတကောင်မှာပဲလူဘွားရောနာမည်ရော ခမရနဲ့နာမည်တူကိုုံးမှာပဲဒါဒါဆိုတစီကိုုံးပေါ့ဟုတ်ပါတယ်အင်ရှင်ကိုုံးကတစီကြီးကိုုံးကိုအသေးစားစူးစမ်းကြည့်နေသူတို့ကကဲသွားကြစို့လား တယောက်သားနေလေတော့ကအိုးသွင်းဝဲလို့ရနိုင်ရေးအိမ်စီကိုရောက်လာခဲ့ကြတယ်။တကောင်ရန်ချိန်မို့တယောက်လုံးစီမှာအိမ်ဆက်နေကြပြီ။နိုင်ရေးအိမ်ကလည်းရခတ်သူဘလူကအိမ်ဝေးချသလားမသိဘူး။အားလုံးကအိမ်ဆက်လို့ရပါ။သူတော်တို့လည်းနေလေကကြောက်အစ်စ်ထားရစီကိုတိတ်တဆိတ်လာခဲ့ကြတယ်။ဟာကြောက်အစ်စ်နာမှာအကောက်ကြီးနှစ်ကောင်တကောင်ကနေလေတော့ကကုတ်ကုတ်ပြီးအပေါ်မှာသူတော်မြင်လိုက်မိတဲ့အကောင်ဖြစ်ပြီးတော့တကောင်ကတော့အဲ့အကောင်ထက်နှစ်ဆလောက်ပိုပြီးတော့ကြီးမာတယ်။သူတို့အနောက်မှာတော့မိမက်ပြော်ရဲ့ဝိညာဉ်ရှက်နေ။ဟိုဟိုမှာရက်နေလှပုံပဲ။ ိုဝန်းကပြောလာတယ်။သေးတဲ့မိန်းကလေးနဲ့မြလှပုံလား။ဟုတ်တယ်သူ့နာမည်လှပုံနဲ့။သူတော်တို့ကြည့်နေကြတော့မှပဲအကောင်ကြီးနှကောင်ကကြောက်ဦးအစ်တကိုလှမ်းပြီးတော့အောက်ဘက်ကနေဖြန့်လိုက်တယ်။ငယ်တဲ့အကောင်ကကြောက်ဦးရဲ့ကမိန်းကလေးလောင်းကိုထုတ်ယူပြီးပခုံးစီတင်ထန်းတယ်။ပြီးတော့ကြောက်ဦးကိုပုံစံမပြတ်ပြန်တဲ့ထားလိုက်ပြီးနေရာကနေထွက်ဖို့ဟန်ပြင်းတဲ့အချိန်မှာပဲ။ဟေးရလိုက်စမ်း။သူတော်တယောက်ဟစ်အော်ပြီးတော့ဟန်ချလိုက်ပါတယ်။သူတို့ရဲ့အတန်ကိုကြတော့အကောင်ကြီးနှကောင်လေးတန့်ငနေဖြစ်သွားတယ်။ရခတို့ဘလူကတင်တော့နှကောင်တွေကဘသူလဲ ငါပဲအကြီးကောင်ကြီးကပြောလာတယ်။တင်းရဂရိသစ္စာမရှိရသူပဲ။ဒီရွာသူတွေကတင်းအတွက်နိုင်ရဲ့အချိန်မှာပူဆွေးခွင့်တော်မရှိဘဲနဲ့ပျော်ပွဲရှင်ပွဲလုပ်ပြီးတယ်။စားပွဲနဲ့ပါတာတယ်။ဒါဟုတ်တင်းရအခုလိုအလောင်းတွေခိုးစားနေလေတော့။ဒါကငါအလုပ်နင်းနဲ့ပါဆိုင်တယ်။ဂရိသစ္စာဆိုတာလူဖြစ်ဖြစ်ဘလူဖြစ်ဖြစ်တရားမယ်ဆိုတာတော့တင်းသိတယ်မှာလေ။တော်တော်ရှုပ်တာပဲ။ဟျာဒီကောင်တက်ပြီးငါတို့အစာဖြစ်နေရှူခဲ့လိုက်။ရခတူဘလူရဲ့စကားဆုံးမှာအကောင်ငယ်တဲ့ဘလူကတင်းမောက်ကိုင်းပြီးတော့ခုံဝင်လာတယ်။ ူတော်ကရွှေကိုရံငွေကိုရံမန္တန်ရွှေလိုက်တော်ဖြုံးကနေပဲဘလူးကောင်ရဲ့အရှိမရွှေကိုငွေကိုရှိတဲ့ဓာကင်စစ်တီတော်နှစ်ပါးပေါ်လာပြီးတင်မောက်ကင်ဘလူးကိုဓာရီနဲ့ခုတ်ပိုင်းတိုက်ခိုက်တယ်။ဘလူးကောင်ကရွှေကိုငွေကိုစစ်တီနှစ်ပါးမရှင်နိုင်လေ။ဒီအချင်းအားကြောင့်ရခတော်ကဒေါသအပြင်းထန်ထွက်သွားတယ်။ချက်ချင်းပဲဒေါသတကြီးနဲ့မြေစီကိုဖနှောင်းနဲ့ပေါက်တော့တင်မောက်ကြီးတခုမြေကြီးရဲ့ကနေခုန်ထွက်လာတယ်။တင်မောက်ကိုမြောက်ပြီးသူတော်စီကိုပြေးဝင်လာတယ်။နောက်ဤသူတော်လှုပ်လှုပ်ပါဦး။ကိုုံးကအလန့်တကြားနဲ့អော်ဟစ်တယ်။ တဆေးကိုခမနဘေးရှောင်နေလိုက်တဆေးကိုအုံလေးနေရာနေရှောင်ပြီးတယ်သူတော်ကကုဝေရာနာမည်ကထောင်းမန်းနဲ့အဖြစ်နဲ့ပြောင်းလဲယူဆိုတော့ချက်ချင်းပဲကောင်းငင်စရာနဲ့ရခသူဘလူးရဲ့အပေါ်တတဲကိုအလင်းကြီးတစ်ခုဖြာကျလာတယ်အလင်းကျလာတဲ့ရွှေကုံငွေကိုစစ်သူနှစ်ပါးလည်းဖြက်ခနေပျောက်ကွယ်သွားတယ်ရခသူဘလူးဟာရုံးကံမှုတော့မပြူနိုင်ပဲနေရာမှာရင်ဒူးထောက်ကျသွားပြီးခေါင်းလဲငိုင်ဆိုင်ကျသွားတယ် အလင်းနန်းကြီးကဟုတ်ခနဲ့ပြန်လဲရုပ်သိမ်းသွားတဲ့ချိန်မှာတော့ဘလူးနှကောင်ကလည်းအဲ့ဒီနေရာကနေဟုတ်ခနဲ့ပြောက်ွယ်ပါဝင်သွားပါရယ်သူတို့လည်းလှပုံဆိုတဲ့မိမပြုတ်ကိုစာရနေရာစီကိုပြန်လှလိုက်တယ်အဖြစ်ပြက်ကတော့ပြီးစီသွားပါပြီသူတို့ကကိုအုံးကိုကြည့်လိုက်တယ်ကဲကိုအုံးအဖြစ်ပြက်ကတော့ခမရအမြင်ပါပဲမြင်ပါရယ်ဗျာတို့တို့ဘာဆက်လုပ်ရမလဲဆိုတော့လည်းပြောပြပေးပါအောင်နောက်ကြီးသူတို့ရဲ့သူတို့ပြောင်းလိုက်ပါရယ်အခုပဲအားလုံးသွားခေါ်ပြီးတော့ဖြစ်ချောင်းကုတ်စင်ကိုရှင်းပြကြည့်ဗျာပြီးရင်တော့လောက်တဲ့နောက်ခင်ဗျားတို့တိုင်ပင်ကြပါတော့ ရခိုင်တပ်ဘလူးအတွက်ကတော့စိတ်ချပါပြီ။တခုတော့ခမရတို့အသိပေးလို့ရတယ်။အဲ့ဒါကတော့ဒီရွာအခုတည်ဆုံတဲ့မက်လှပုံအပါအဝင်တည်ဆုံသူတိုင်းကိုရခိုင်တပ်ဘလူးကဖမ်းဆီးထားတာရှိရယ်။သူတို့ကဆရာဦးကြီးရဲ့တပတ်တော်ရန်ထဲမှာရှိနေကြတယ်။သူတို့အတွက်အကျွတ်လွတ်ပွဲလုပ်ပေးပြအောင်လုပ်ပေးပါဗျာ။ကောင်းပါပြီ။နောင်ကြီးသူတော်မာရာရီအားလုံးကျုပ်လွတ်ပြအောင်လုပ်ပါမယ်။ဒါဖြင့်ကျုပ်တို့ခွင့်ပြုပါအောင်။ဟမ်။နောင်ကြီးတို့ကသွားရမလို့လား။အဘောကျုပ်တို့ဆက်နေလော်ကီရေရာရီယာဆက်နယ်လာကုန်လိမ့်မယ်ဗျာ။ အင်ပေါ်လေးဒါပြန်လဲကြုံမတားတာတော့ပါဘူးသူတော်နဲ့တစီကိုအောင်လဲနေရာကနေထွက်ခဲ့ကြပါရယ်ရွာပြင်လဲရောက်ရောသူတော်ကရော့ကီအတရားနဲ့အယူအသင်ကိုရုပ်ကြီးပြောင်းလဲသွားပါရယ်ဟင်ဟာတော့သေးပါပြီကြောက်ကြည့်ပြီးတော့တစီကိုအောင်ကညင်းညူမိလိုက်ပါရယ်ကိုအောင်ရဲ့ပြောပြမှုတွေကြောင့်ကြောက်အိုးကြီးရွာသားတွေကမကြသေးခင်မှာတည်ဆုံထားကြတဲ့သူတွေရဲ့အလောင်းတွေထဲထားရကြောက်အိုးတွေကိုလိုက်လံဖွင့်ကြည့်ကြပါရယ်အထက်ကအလောင်းတွေတခုမှရှိမနေပါဘူးဟာလာဟင်းလင်းပါပဲ။ အကုန်လုံးကိုအောင်ပြောပြတာကိုယုံကြည်ကြပါပြီပြီးတော့အနေရခြင်းမဲ့အပြင်ရောက်နေတဲ့လှပုံရဲ့အလောင်းကိုကြောက်အိုးစီကိုပြန်သွင်းနေကြောက်အိုးသွင်းမွေးကိုပြန်လည်ပြုလုပ်ပါရယ်လှပုံရဲ့ကြောက်အိုးသွင်းမွေးကိုအစွန်လာတစ်ခုတလေးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်အရင်အတိုင်းမပြောင်းမလဲပဲလှုပ်ဆောင်ကြပါရယ်နောက်တလအကြောင်းမှာတော့သူတို့မှာခဲ့တယ်လို့ပဲရခသူဘလူဖန်စီထားတာကိုခံရတဲ့သူတွေအတွက်ရည်စူးပြီးတော့ကြောက်ဦးကြီးရွာကအကျွတ်လုပ်ပွဲကိုကျင်းပပြုလုပ်ပေးခဲ့ကြပါရဲ့ ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်မြတ်ဒီမှာလေးကြန့်ရှိနေသေးတဲ့အပိုင်းစားလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။